အလုံးပဲမင်္ဂလာပါဒီကလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့အခုလိုမျိုးတပ်ပုံတွေဗီဒီယိုတွေပေါ့နော်တရားရောက်ကလွယ်လွန်းတကူဝင်ကြည့်လို့မရအောင်ဒါကျွန်တော်တို့ကတော့ခတ်ထားမယ်အတော့လည်းခတ်ထားမယ်ဒီနေရာကလည်းဖျောက်ထားမယ်ပေါ့နော်ဒီနီလန်းလေးကို sharing လုပ်ပေးမယ်ဒီနီလန်းလေးကတော့ဒါကျွန်တော်တို့ဖုန်းအသုံးပြုသူတိုင်းလုံးဝလှုပ်ထားတဲ့အချက်ကလေးဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းကိုတရားရောက်ကလာဝင်ကန်ပြီးတော့တပ်ပုံကြည့်တဲ့ကလေးတွေထောက်လာကြည့်တဲ့ဆံနဲ့ဒီနေရာမှာတပ်ပုံတွေဗီဒီယိုတွေမြင်သွားမယ်ပေါ့နော် အတချို့ဓာတ်ပုံတွေဗီဒီယိုဆိုရင်ဒါမပြပေးချင်တဲ့ဓာတ်ပုံမျိုးဗီဒီယိုမျိုးလည်းရှိတယ်ပေါ့နော်ကိုယ့်ရဲ့ privacy ကအဲလုံးဝတင်ထားရမယ်ပြပေးလို့မသိတော့တဲ့ဓာတ်ပုံမျိုးတွေအရေးကြီးတဲ့ဓာတ်ပုံတွေဗီဒီယို file တွေပေါ့နော်အတားမျိုးတွေကိုတယောက်ကအခုလိုမျိုးပုံငှားပြီးတော့ပေါ့နော်ကရီထဲဝင်ကြည့်လိုက်တာလွလွန်းတကူမြင်သွားတဲ့ဆိုရင်အဆင်မပြေဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့မြေကဒီကရီထဲကိုဝင်ကြည့်လို့မမြင်ရအောင်ပေါ့နော်ဖြောက်လဲဖြောက်ထားမယ်လုံချုံစိတ်ချသွားရအောင်ဒါကျွန်တော်တော့လဲကတ်ထားမယ်ပေါ့နော် โอเคဒီနီးလန်းလေးကိုแชร์နေလို့ပြင်မယ်ဒီနီးလန်းလေးကတော့ဖုန်းအသုံးပြုသူတိုင်းလုံးဝလှုပ်ထားသင့်ပါတယ်โอเคဒါဆိုရင်ဒီလိုမျိုးလှုပ်ဖို့ဆိုရင်ဖုန်းတိုင်းအားလုံးတော့လှုပ်လို့ရမယ်လို့ပြောနေတယ်လက်ရှိကျွန်တော်ပြပေးမယ့်ဖုန်းကတော့မီဖုန်းပေါ့နော်အလုပ်ဖို့လုံနီးတွေကလည်းအများကြီးရှိတယ်ပေါ့နော်ဒီနေ့ဒါကျွန်တော်အလွယ်ဆုံးနီးလန်းလေးကိုแชร์နေလို့ပြင်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာဖုန်းတိုင်းမှာလို့ဒီလိုမျိုး file ဆိုတာလေးကပါပါတယ် file file manager ပေါ့နော်အဲ file လေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်ဒါကတော့မိဖုန်းနေကြတော့ဒီလိုမျိုးလေး အတခါတော့ final ဝင်လိုက်တာနဲ့ဓာတ်ပုံရှိတဲ့နေရာဗီဒီယိုရှိတဲ့ခါလေးလာပြပေးတယ်ပေါ့နော်။သူကဒီမှာ나이လေးဘက်ကိုရောက်နေတာပေါ့နော်။တချို့ဖုန်းတွေကြတော့ဒီဘက်က folder ဖို့ file ပုံလေးမှာပေါ့နော်။တစ်ချက်နေလိုက်ရဲ့ဒီလိုမျိုးလေးပေါ်နေတယ်ပေါ့နော်။အဲဒီလိုမျိုးပေါ်လာတယ်ရှိတယ်ဒီလိုမျိုးပေါ်လာတယ်ရှိတယ်ပေါ့နော်။နီလန်းနှစ်ချက်ရှိတယ်။ကျွန်တော်ဒီနေ့တော့ဒီ folder ဘက်ကလည်းနောက်ထပ်ဗီဒီယိုတစ်ပုံနဲ့ကျွန်တော်မျှဝေပေးမယ်။အဲဒီနေ့ဒီ나이ဘက်ကိုကျွန်တော်တစ်ချက်မျှပေးမယ်နော်။အဲဒီအပေါ်ဘားလေးမှာကြည်လိုက်။ဒါကတော့မီဖုန်းတွေမှာကလည်းဒီလိုမျိုးသူကပြပေးတယ်။ အဒီဘက်ကနိုင်ပုံလေးရှိတယ်အဒီဘက်ကဖိုင်ပုံလေးရှိတယ်ပေါ့နော်အဒီနေ့ဒါကျွန်တော်နိုင်ဘက်ကကျွန်တော်ပြပေးမယ်နောက်ရက်ကျရင်ဒီဖိုင်ဘက်ကထပ်ပြပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အစပြီးတော့ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံကိုတယောက်ကဝင်ကြည့်ရင်အဲ့လိုမျိုးမြင်နေတယ်ဒါစပြီးတော့ကျွန်တော်တို့ကဖြောက်မယ်အဖြောက်မယ်ဆိုရင်ဖိုင်ကိုတစ်ချက်နှိပ်မယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ gallery ကမသွားနဲ့ဖိုင်ကိုသွားမယ်နော်အဖိုင်လေးကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်ရင်သူကဒီလိုမျိုးလေးပေါ်လာမယ်နာရီရှိတယ်ဖိုတာပုံရှိတယ်ဒီနေ့ဖိုတာဘက်ကပြပေးမယ်ဒီဘက်ကနာရီဘက်ကပြပေးမယ်ပေါ့နော် โอเคဒါဆိုရင်နိုင်ဘက်ကိုနှိပ်ထားအနိုင်ဘက်ကိုနှိပ်လိုက်နိုင်ဘက်နှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်အပေါ်လာမယ်ဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေအားလုံးကသူ့ဒီနေရာမှာတခါတည်းလာပြပေးတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့ဒါဒီနိုင်ဘက်ကဖြောက်တဲ့နေပေါ့နော်ပြဝေးပေးမယ်ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ဖြောက်မယ်ဖြောက်လဲဖြောက်မယ်တော့နေတယ်ထားမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တော့အရင်လုံးလိုက်မယ်เนาะအတော့လုံးဖို့ဆိုရင်ကျွန်တော်ပြပေးတာတစ်ချက်ကြည့်เนาะကျွန်တော်နိုင်ဘက်ကပြပေးမယ်เนาะဖိုင်ဘက်ကမဟုတ်ဘူးကျွန်တော်ဖိုင်ဘက်ကလုပ်ရင်နိုင်ဘက်ကလာလုံးနေမှာရှုပ်ကုန်မယ်ပေါ့เนาะ โอเคဒါဆိုရင်ကျွန်တော်ဘက်ကနိုင်ဘက်ကိုတစ်ချက်ထားအဲနိုင်ဘက်ကိုတစ်ချက်ထားပြီးတော့လက်လေးနဲ့ဒီလိုမျိုးဆွဲလိုက်အဲဒီလိုမျိုးနော်အဲဒီလိုမျိုးဆွဲလိုက်အဲဒီမှာဆွဲလိုက်မှာတော့ပုံလေးပေါ်လာတယ်နော်အဲဒီနားလေးမှာတစ်ချက်ကြည့်တာနော်ကျွန်တော်လက်လေးနဲ့ဒီလိုဆွဲရင်မှာတော့လေးရပေါ်လာတယ်နော်အဲပေါ်လာရင်အောက်လေးရောက်ဆွဲလိုက်အဲဒီအောက်ရောက်ဆွဲပြီးလွတ်ပေးလိုက်အဲလွတ်ပေးလိုက်တယ်ဆိုရင်ဒီလိုမျိုးလေးဒါကျွန်တော်တို့ကပတ်ဆွဲလို့ဖို့အတွက်ဒီမှာအပြလေးပေါ်လာတယ် SAT set ဆိုတယ်မှာဒါဆိုရင်ကျွန်တော်ရဲ့မချက်ကအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်အဲတော့ရင်လုံးမယ်ပေါ့နော် အဲ့ဒီဘက်ကတော့မဲသွားတယ်ဒါဆိုဒီဘက်ကိုကြည့်အဲ့ဒီဘက်ကတော့မတော့ပုံလေးပေါ်လာတယ်ဒါဆိုရင်ကျွန်တော်ရဲ့မျက်စောကဒီနေရာမှာအဲကိုပေးချင်တဲ့တော့ပေးလို့ရတယ်နော်ဒါဖုံးမျက်နှာတော့ပေးရတာမဟုတ်ဘူးနော်ဒီဓာတ်ပုံလေးကိုဝင်ကြည့်ဖို့အတွက်တီးတန့်တော့ပေါ့နော်အမိတ်ဆွေအစီပြေတဲ့တော့ထားအမိတ်ဆွေကြိုက်တဲ့တော့ထားပေါ့နော်โอเคဒါဆိုရင်ဒီနေရာမှာထားတဲ့နေရာမှာ၄ခုထိထားရမယ်နော်အဲ၄ခုတက်ပို့ပြီးတော့ထားပေါ့နော်ငါခု၆ခုချို့ဆိုရင်သူတို့ချက်ချီကလေးရှုပ်ချက်ခံထားတယ်ပေါ့နော်ဒါပေမဲ့အဲကိုထားတဲ့တော့တော့ကိုမှတ်မိဖို့လိုတယ်နော်အဲကိုထားတဲ့တော့ကိုမမှတ်မိဘူးဆိုရင် ဲကျွန်တော်ရဲ့မရှိဖွဲ့ထားခဲ့တဲ့ဓာတ်ပုံတွေဗီဒီယိုတွေကသုံးပါနော်အဲဒါကြောင့်ဒီတော့လေးကိုတော့အဲကြိုက်တယ်လို့မျိုးထားထားပြီးတော့အမြဲတမ်းမှတ်မိနေဖို့လည်းလိုတာပေါ့နော်โอเคဒါဆိုရင်နားလည်မယ်နော်ကျွန်တော်ကတော့ဒီနေရာမှာအလွယ်ဆုံး၄ခုတော့ပဲထိပြမယ်နော်အဲတချို့ဆိုရင်ရှုပ်ချက်ခန့်ထားတယ်ပေါ့နော်ထားလို့လည်းရတယ်ကိုမှတ်မိတဲ့သူထားပေါ့နော်ကျွန်တော်ကတော့ရိုးရှင်းဆုံးနဲ့၄ခုကိုထားလိုက်မယ်အဲဒီတိုင်းထားမယ်ထားပြီးတော့တစ်ချက်နှိမ်လွတ်လိုက်မယ်အဲဒါဆိုရင်ပြီးသေးဘူးနောက်တစ်ချက်ထည့်လို့သူကနှစ်ခါလုတ်ပေးရတာပေါ့နော်အဲပုံစံသူလေးနှစ်ခါထည့်ပေးလိုက်မယ် အထက်ပြလိုက်ရင်တယောက်က next ဆိုတာလေးပေါ်လာတယ်နော်အဲဒါဆိုရင်အောက်က next ဆိုတာလေးကိုအချက်နှိပ်လိုက်နှိပ်လိုက်ရင်ဒီတိုင်းပေါ်လာမယ်အဲဒါဆိုရင်ကျွန်တော်မှမီအောက်ရှိတာချိန်သွားလို့ရတယ်ကျွန်တော်ကတော့မချိန်ဘူးအဲမချိန်တာဖြစ်တဲ့အတွက်ဒီဘက်ကနှုတ်နောက်မှနှိပ်မယ်ဒီနေရာမှာဒီတော့တော့မှတ်မိပါစေနော်မမမမိရင်တော့ပွက်ထားတဲ့ဓာတ်ပုံကိုစုံးမှာနော်โอเคဒါဆိုရင်တော့ကျွန်တော်နှုတ်နောက်ကိုပဲနှိပ်လိုက်မယ်အဲဒါဆိုရင်သူက file အတွက်ပါထပ်ပြီးတော့သူကနောက်တစ်ချက်ထပ်တောင်းတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီတိုင်းလေးပဲထပ်ပေးလိုက်မယ်โอเคဒါဆိုရင်ရသွားပြီ အဲ့ဒါတော့လုတ်ပြီးသွားပြီပေါ့နော်အတော့လုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ရေးမိစကစပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေကိုဖွက်လို့ရပြီပေါ့နော် okay ဖွက်ဖို့ဆိုရင်လည်းဒါကတော့ကြိုက်တဲ့နေရာကတော့ဖွက်လို့ရသွားပြီနော်အဲဒါဆိုရင်ကျွန်တော်တို့ဖွက်မယ်ပေါ့နော်ဖွက်မယ်ဆိုရင်အဲဒီမှာ file ရှိတယ်နော် file လေးကိုတစ်ချက်သွားအတကယ်တမ်းကတော့လုတ်တက်မယ်ဆိုရင်တော့ဒီ file ကဘက်ကလည်းဒါကျွန်တော်ရေးမိစကဖွက်လို့ရပြီနိုင်ဘက်ကလည်းဖွက်လို့ရပြီပေါ့နော်အဲ file ဘက်ကနောက်ထပ်ရရန်ထပ်ပြပြပြီမယ်ဒီနေ့တော့နိုင်ဘက်ကိုပဲဦးစားပေးပြပြပြီမယ်ပေါ့နော် အဒီဘက်ကနိုင်ဘက်ကိုတစ်ချက်ကြည့်နိုင်ဘက်ကိုချက်ကြည့်တယ်ဒါကမိဖုန်းတွေမှာဒီလိုမျိုးပေါ်လာတယ်အကုန်လုံးပေါ့နော်တပ်ပုံကောဗီဒီယိုကောအလုံးလာပြပေးတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့ဖွက်မယ်ဖွက်မယ်ဆိုရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်ဖွက်မယ်အဲဖွက်မယ်ဆိုရင်ဖိထားပေါ့နော်ဖိထားလိုက်အမှန်ချစ်လေးပေါ်လာတယ်ဒါမှမဟုတ်အားလုံးဆိုရင်လည်းအကျွန်တော်ရဲ့အပေါ်က select ကိုပေးတယ်တော့ဒါအားလုံးပေါ့နော်အကျွန်တော်ကအားလုံးတော့မဖွက်ပြဘူးနော်အဲကျွန်တော်ရဲ့စိတ်ကြိုက်တစ်ခုချင်းကျွန်တော်ဖွက်ပြမယ်ဖွက်မယ်ဆိုရင်ကျွန်တော်အဲသူ့ကိုဖွက်မယ် အဲသူ့ကိုဖွက်မယ်ဒါအဓပ်ပုံပေါ့နော်အဲပြီးရင်သူ့ဖွက်မယ်သူ့ဖွက်မယ်ပေါ့နော်ကျွန်တော်တို့လောက်ဆိုရပြီနော်အဲဒီလေးခုထင်သာမြင်သာပြောင်းနှိပ်လိုက်မယ်အဲဒါကဓပ်ပုံနေအောက်ကဗီဒီယိုတစ်ပုဒ်ပါကျွန်တော်တခါလဲထည့်သွားမယ်နော်အဲဗီဒီယိုထည့်မယ်အဲဓပ်ပုံလည်းထည့်မယ်ဗီဒီယိုလည်းထည့်မယ်ပေါ့နော်ဒါဆိုရင်ကိုစိတ်ကြိုက်အဲဒီဓပ်ပုံတွေကကိုရဲ့ဖုန်းကိုတယောက်ကလာဝင်ကြည့်အဲမြင်ပိုင်းပြပေးလို့အဆင်မပြေတဲ့ຢာလေးဆိုရင်ဒီတိုင်းဖွက်မယ်အဲဖွက်ပြီးတော့အဲစိတ်ကြိုက်ရပြီပေါ့နော်ရပြီဆိုရင် အောက်မှာဒီမှာမိုးဆိုတာရှိတယ်နော်အဲအမိုးဆိုတာလေးကိုတစ်ချက်နှိပ် အဲနှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီမှာအပေါ်ဆုံးចောင်းလေးပေါ့နော်အဲအပေါ်ကចောင်းလေးကိုတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ရင်သူကဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီဘက်ကအပြာလေးပေါ့နော်အိုကေဒါဆိုရင်ကျွန်တော်နှိမ့်လိုက်နေတဲ့တူပေါင်းလုတ်တယ်လုတ်သွားတာပေါ့နော်ဒီတိုင်းလေးသားဆိုရင်အဲကျွန်တော်ရဲ့ဖုန်းထဲမှာပျောက်သွားပြီပေါ့နော်ပျောက်သွားပြီဆိုရင်အဒီကယ်ရီထဲမှာလာကြည့်တယ်မရှိတော့ဘူးနော်ဟာဒါလေးပျောက်သွားလိုက်မယ်တူပေါင်းတို့အော်တိုနော်အိုကေဒါဆိုရင်ဒီမှာပျောက်သွားပြီနော်ဒီနောက်တစ်ခုအဒီနောက်ကအဝါလေးတွေနဲ့မရှိတော့ဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဖုန်းကို အဲကျွန်တော်တို့ချထားတယ်တယောက်ကလာကြည့်ရင်မရှိတော့ဘူးဓာတ်ပုံတွေအရေးကြီးတဲ့ဓာတ်ပုံတွေဗီဒီယိုတွေပေါ့နော်โอเคဒါကိုကျွန်တော်ရဲ့မရှိကအဲကိုရဲ့ဟာတွေကိုကိုပြန်ကြည့်ချင်တယ်ပေါ့နော်အဲဘယ်လိုမျိုးပြန်ကြည့်မလဲပေါ့နော်โอเคဒါဆိုရင်ပြန်ကြည့်မယ်ဆိုရင်လည်းအဲကျွန်တော်ရဲ့မရှိကအဲ့ဒီ file တဲကိုတစ်ချက်ပြန်သွားအဖိုင်လေးကိုသွားပြီးတော့ကျွန်တော်တို့ကလုတ်ထားတာကနိုင်ဘက်မှာနော်ဒီဘက် five back ကိုဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ဒီလိုမျိုးပြောင်းလိုက်နော်နိုင်ဘက်ကိုပြောင်းလိုက်အဲပြောင်းလိုက်ပြီးတော့ကိုဖွက်ထားခဲ့တဲ့ဓာတ်ပုံတွေဗီဒီယိုတွေဆိုတာကျွန်တော်တို့ကပြန်ကြည့်နေပါတော့နော်နိုင်ဘက်ကိုထား အထားပြီးတော့လက်လေးနဲ့ဒီလိုမျိုးဆွဲလိုက်ပေါ့နော်ဆွဲလိုက်ရင်အဲဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်မိတ်ဆွေကတော့ပေးထားတာရှိတယ်အဲ့ဒီတော့လေးကိုဖွင့်ပေးလိုက်အဲဖွင့်ပေးလိုက်ရင်အဲဒီမှာပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ဖွက်ထားခဲ့တဲ့ဓာတ်ပုံနဲ့ဗီဒီယိုကဒီထဲမှာပေါ့နော်ဒီတိုင်းဖွက်ထားလိုက်မယ်ဆိုရင်ဒါ privacy ကလုံခြုံစိတ်ချရတယ်ပေါ့နော်ဒီတိုင်းလေးထားဖို့လဲကျွန်တော်ကအကြံပေးတယ်အဲကိုတို့အရေးအရေးကြီးတဲ့ဓာတ်ပုံတွေဗီဒီယိုတွေဆိုရင်ဒီတိုင်းထားပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကနောက်ထပ်ပေါ့နော်ထပ်ပြီးတော့ဒီထဲကိုထပ်သိမ်းချင်နေတယ်ပေါ့နော် အဲကျွန်တော်တို့အဲကိုထပ်ရဲတဲ့ဓာတ်ပုံတွေဗီဒီယိုတွေထပ်ပြီးတော့အခုလိုမျိုးထပ်ဖွက်ချင်သေးတယ်ဆိုရင်လည်းအဲ file တွေကိုတစ်ချက်လာအဲဒီဘက်ကနိုင်ဘက်ကိုတစ်ချက်လာနော်အဲနိုင်ဘက်ကိုလိုက်ဥပမာဘယ်ဥစ္စာကိုထားမှလဲပေါ့နော်အဲဒီအဝါလေးတစ်ခုထပ်ထားမှလာပေါ့ okay ထားရမယ်ဆိုရင်အဲ့ဒီနားလေးအမှန်ချစ်လိုက်အဲကိုထားချင်တဲ့နေရာလေးအမှန်လိုက်ချစ်ပေါ့နော်အဲချစ်ပြီးတော့အဲကျွန်တော်ရေးမယ်ဆိုတာဒီဘက်မှာ mode ဆိုတာရှိတယ်အဲ့ဒီအတိုင်းပဲပေါ့နော် mode နှိပ်အဲနှိပ်ပြီးတော့ဒီမှာ private ပေါ့နော်ဒီကျွန်တော်အပေါ်ဆုံးအကြောင်းကိုတစ်ချက်နှိပ်လိုက် နှိမ့်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်အဲ့ဒီဘက်ကအပြာချောင်းလေးကိုတစ်ချက်နှိမ့်လိုက်โอเคဒါဆိုရင်တောက်ဝင်သွားပြန်ပြီပေါ့နော်အဲ့ဒါဆိုရင်အမြင်ပိုင်းတွေမှာပျောက်သွားပြီပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ဖုန်းကိုတယောက်ကကြိုက်တဲ့တော့ဝင်ကြည့်အဲ့ဒီတက်ပုံနေဗီဒီယိုတွေကမြင်မှာလည်းမဟုတ်ဘူးမြင်ခဲ့ရတဲ့ရှိရင်လည်းဒီတော့ရဲ့ password ကိုတိမှပဲဒါကြည့်လို့ရမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ပြန်ကြည့်မယ်အဲ့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ပြောချက်က5ကိုဝင်အဲကျွန်တော်တို့ထားခဲ့တာနိုင်ဘက်မှာဖြစ်တဲ့အတွက်နိုင်ဘက်ကိုထားအဲပြီးရင်လက်လေးနဲ့အဲဒီလိုမျိုးဆွဲချလိုက်အဲဒီလိုမျိုးပေါ်လာမယ်ဒီမှာကိုပေးထားတဲ့တော့ဗောနော် အဲဒီတော့လေးနဲ့ဖွင့်လိုက်ရင်ဒီမှာနောက်တစ်ခုရောက်လာတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မစ်ဆွေအဲဒီနီလန်လေးကတပ်ပုံတွေဗီဒီယိုတွေကိုဒါတင်တက်မယ်ဖျောက်တက်မယ်လို့အဲကျွန်တော်မျှော်လင့်နေအကျွန်တော်ပြပေးပါရခဲ့တာကအဲမိဖုန်းတွေမှာကဒီတိုင်းပါတဲ့အတွက်ဒီဘက်ကပြပေးတာဗောနော်နောက်ရက်ကျရင်ကျွန်တော်ဒီဖိုင်ထဲကနေပြီးတော့ထပ်ပြီးတော့တင်တဲ့နီလန်ကိုအဲထပ်ပြီးတော့ပြပေးမယ်โอเคဒါဆိုရင်တော့တပ်ပုံတွေဗီဒီယိုတွေကိုဒါကျွန်တော်ရဲ့မစ်ဆွေတင်တက်သွားပြီဗောနော်โอเคဒါမှမဟုတ်လို့ကျွန်တော်ရဲ့မိတ်ဆွေကဒီတက်ပုံနေဗီဒီယိုတွေကိုသူ့နေရာကိုသူပြန်ထားခြင်းနဲ့ဆိုရင်လည်းရတယ်ဗောနော โอเคထားမယ်ဆိုရင်လည်းအဓိကကတော့ကျွန်တော်တို့ကနိုင်ဘက်လေးတက်လှုပ်ထားခဲ့တာဖြစ်တဲ့အတွက်နိုင်ဘက်လေးတစ်ချက်ပြန်ပြောင်းလိုက်အဲပြောင်းလိုက်ပြီးတော့သူ့နေရာကိုသူပြန်ထားမယ်ပေါ့နော်ပြန်ထားမယ်ဆိုရင်လည်းအဲခုနကနေရာလေးတစ်ချက်အလွတ်တော့ဆွဲလိုက်ဆွဲလိုက်ပြီးတော့တော့ပွင့်ပေးလိုက်အဲဒါကတော့ဖွဲထားခဲ့တဲ့ဓာတ်ပုံတွေဗီဒီယိုတွေပေါ့နော်ဒါတွေကိုသူ့နေရာသူပြန်ထားခြင်းနဲ့โอเคပြန်ထားဖို့ဆိုရင်လည်းကျွန်တော်မျိုးစားတစ်ခုချင်းဆိုလည်းဖိထားလိုက်ပေါ့နော်ဖိထားလိုက်ရင်ဒီလိုမျိုးချက်ကတ်မဲ့လေးသူပေးသွားတာပေါ့နော်အဲ့တခုချင်းဆိုလဲတခုချင်းအားလုံးဆိုရင်လည်းအပေါ်က select all ပေါ့နော်ဒါမိတ်ဆွေအဲသဘောပေါ့နော်အဲကျွန်တော်အားလုံးကိုကျွန်တော်ပြန်ထားပြမယ် အတခုချင်းနဲ့ရလဲအားလုံးလေးရအတူတူပဲနော်โอเคဒါဆိုရင်ထားမယ်အကုန်လုံးဆက်လက်မှတ်မယ်မှတ်ပြီးတော့ဒီအောက်မှာတော့ပုံလေးရှိတယ်နော်အဲဒီမှာကျွန်တော်များပြပေးတာလဲတော့ပုံလေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ဒီဥစ္စာကိုကျွန်တော်ရဲ့မရှိကအင်တာနက်စတိုရီထဲမှာထားမှာလားအဲ့ဒီကရဲမှာထားမှာလားကျွန်တော်ရဲ့ဖုန်းမှာအဲ့ဒီကရဲကျွန်တော်စိုက်ထားတယ်โอเคစတိုရီထဲမှာထားမှာဖြစ်တယ်အပေါ်ကအင်တာနက်စတိုရီပေါ့နော်အပေါ်ဆုံးကြောင်းကိုတစ်ချက်နှိပ်လိုက်အနှိပ်လိုက်ရင်သူကဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့မရှိကအဲ့ဒီမှာနော်အမှန်ချစ်လေးရှိတယ်နော် အဲ remove match လေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်တာနဲ့ဒီနေရာကပျောက်သွားပြီအဲပျောက်သွားပြီဆိုရင်ဒါမရှိတော့ဘူးနော်သူ့နေရာကိုသူပြန်ရောက်သွားပြီဒါဆိုရင်ကျွန်တော်တို့အဲတော့ပြန်ဝင်ကြည့်မယ် gallery ထဲကိုဒါဆိုရင်သူ့နေရာသူပြန်ရောက်လာပြီနော် okay ဒီမှာအဲသူ့နေရာသူပြန်ရောက်လာပြီဒီဟောက်ကအဝါလေးတွေတဲ့ဒါသူ့နေရာသူပြန်ရောက်လာပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်ရမရှိအဲဒီတိုင်းပေါ့နော်ကိုအစင်မပြေတော့ဘူးမသိမ့်ချင်တော့ဘူးပြန်ထားချင်တယ်ဆိုရင်လည်းအဲဒီတိုင်းလေးပြန်ထားလို့ရပါတယ် okay ဒါဆိုရင်ဒီမှာပေါ့နော်ဒါတွေကသူ့နေရာသူကိုအကုန်လုံးပြန်ရောက်လာပြီပေါ့နော် အဒီတိုင်းလေးလည်းထားလို့ရတယ်အဒီတိုင်းလေးလည်းဖွက်လို့ရတယ်မကြိုက်ရင်လည်းပြန်ထားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအဒီဘူလေးကတော့ဒီလောက်ပဲပေါ့နော်နောက်ရက်ကျရင်ကျွန်တော်ဒီ folder ဘက်ကတိမ့်နေနေပေါ့နော်တချို့ဖုန်းတွေကြတော့ဒီလိုမျိုးပေါ်မနေဘူးဒီလိုမျိုးပေါ်နေတဲ့ဖုန်းတွေတော့ပေါ့နော်အထပ်ပြီးတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးတော့ share နဲ့လုပ်ပေးပါမယ်ဟုတ်ကဲ့ပါအဒီဘူလေးကတော့ဒီလောက်ပါပဲအဒီဘူလေးကိုကြည့်ပြီးတော့ကျွန်တော်ရေးမရှင်နောက်က like လုပ်တတ်မယ်လို့လည်းမျှော်လင့်နေအနားလည်းလိမ့်မယ်လို့လည်းမျှော်လင့်နေမသိတဲ့နေရာရှင်းနေကျွန်တော် comment box မှာမေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါ